ကိုနို့ဂျီတွဲတွေကတိတ်မကြခင်၃လပိုင်းမှာဆက်မျိုးဝဲဖြစ်ရတော့မယ်အဲ့ဒါကြာဂျီတွဲတွေအနေနဲ့ကြာကိုနို့မြန်မာစာမှာဆိုရင်ဘလို့အဲလောက်ရင်အမတ်တွေပိုရမလဲဆိုတာရေနောက်ကအမတ်ပိုရမလဲဆိုတာကိုထူးချွန်မှတ်နဲ့ရိုးရိုးမှတ်ရဲ့ကွာချားပုံရင်ပြဒီနေ့မြန်မာစာကလေးပေါ့နော်အဖေအမေမိကုံပုံစံလေးလေအမေကုံပုံစံကအားလုံးတည်ပြီးသားဖြစ်မယ်ပေါ့ဒါပေမဲ့ကိုကအမေပေးစီမင်းလေးတွေနဲ့အကုန်လုံးနည်းနည်းလေးပြန်ပြီးတော့လုပ်ပေးချင်တာပေါ့ဒီလိုဒီလိုမျိုးဖြည့်ရင်တော့စာစစ်သူတွေအနေနဲ့ကြိုက်တာမျိုးပေါ့နော် အကုန်ကိုယ်တိုင်တော့ကိုနုံတော့10တန်းပေါ့နော်10တန်းအခုကတော့17တန်းဆိုတော့မိကုံမုံစင်နဲ့ရုပ်ချီးပြောင်းလဲသွားပြီတော်တော်ပြောင်းလဲသွားပြီအဲဒါကြောင့်ကိုကိုလည်းအကုန်လုံးစီကိုစာဖက်သူတွေကြိုက်လောက်မဲ့ဟာမျိုးပေါ့စာစစ်သူတွေပေါ့စာစစ်သူတွေကြိုက်လောက်မဲ့အရာမျိုးတွေကိုကိုနုံက sharing လုပ်ပေးပါရစေဒီနေ့တော့အော်ကိုကပထမဆုံးအနေနဲ့ဆိုရင်ကိုဒီမှာဆိုရင်ဂျီတွဲအိမ်မှာဆိုရင်နေတော့တစ်ကကြတော့ကိုနုံ3မျိုးဖြည့်ရတယ်ပေါ့နော်3မျိုးမှာဆိုတော့မားမန်ကြီးအာကွက်လက်ဖြည့်အဖြည့်မှန်ရွေးဖြည့်ရတယ် မားမန်ကကြတော့တစ်ကကြီးရဲ့မားမန်ကိုကြတော့မှားရယ်ဆိုရင်မှားမှန်တယ်ဆိုမှန်ပေါ့ခွင်းစာခွင့်ပိတ်ပါမယ်ခွင်းစာခွင့်ပိတ်ကမပါရင်လည်းရတယ်ဒါပေမဲ့မပါခဲ့ဘူးဆိုရင်ဘာဖြစ်မှာလဲဆိုတော့ဒီကလေးကထူးချွန်အမတ်ရနေရယ်ဆိုရင်ညာတို့အနေနဲ့နည်းနည်းသိမကြိုက်ချင်ဘူးထူးချွန်အမတ်စားဘယ်လိုမျိုးဆိုတော့ဂုံနူးမတ်ပေါ့နော်အမြန်မာစားအနက်ကြီးရယ်ပေါ့ဂုံနူးထွက်ဖို့ခက်တယ်ဒါပေမဲ့ခက်တယ်ဆိုရင်ကိုကဒါကြီးကိုဖြေနိုင်နေရပါပဲ အဲ့တော့ကိုယ့်ဘက်ကတော့တိတိကျကျလေးလုပ်လိုက်ပါဒါဆိုဘာလို့အစဉ်ဆက်ကတခြားဂုံနုထွက်တာလေးရှိနေရောမှာလဲဟုတ်တယ်မလားအဲ့ကြောင့်ကိုကပို့ပြီးတော့အဲစူးစမ်းမယ်ပေါ့နော်တိကကြီးမှာမမှန်ဖြစ်ရမယ်မမှန်ကိုတိကျဖို့ခွင်းစာကွန်မိတ်နဲ့ခက်ခဲပါနောက်တစ်ခုကကျတော့အဲတိခါဝေခွက်လက်ဖြစ်တိခါဝေခွက်လက်ဖြစ်ကကျတော့ပို့လဲရေးလို့မရဘူးလို့ပြီးတော့လဲရေးလို့မရအောင်ဥပမာဆိုရင်ဥပမာဆိုအဲဒီကပြာကိုကွက်လက်ခစ်တွင်ရေးပါတယ်ကွက်လက်နောက်မှာခစ်ပါတယ်အဖြေကတော့တောင်ကိုတောင်ကိုဒါမှမဟုတ်ညောင်ရင်ကုန်းပေါင်ထားပါဘဲခစ်တော့အဲ့မှာကို ညောင်ရန်ခဲ့ဆိုပြီးတော့ပုံမဖြေလိုက်နဲ့အဲဆိုကိုယ့်ရဲ့အမတ်ကတရားမဲ့တမကဆုံးရှုံးသွားလိမ့်မယ်ဒီတိခါကိုယ်မှာညောင်ရန်လို့ပဲတေချောက်ဖြေမှာဆိုတော့နောက်မှခက်ပါပြီသားဟုတ်ပြီနော်နောက်တစ်ခါကျတော့တိကငယ်ပေါ့နော်တိကငယ်ကကျတော့အဖြေမှန်၍အဲ့မှာဆိုရင်တော့အာတိကငယ်မှာဆိုရင်တိကငယ်ဟုတ်တယ်ဟုတ်တယ်အဖြေမှန်၍ခနန်းတို့အခေယာတို့အဖြေစားသားပေါ့နော်ဒါပေမဲ့ဒီမှာတော့နံပါတ်နဲ့အခေယာတူရင်လဲတော့အမှတ်ပေးရလို့ပြောရဲအဲ့ဆိုရင်ဒီတိကိုတိချပြန်ကြည့်မယ်တိကကြီးခါဝေခါငယ်ကလုံးဝ သုံးဒီတစ်ရဲ့သုံးဘုကအမှတ်ပြည့်ရကိုရနိုင်မဲ့အရာမျိုးတွေဖြစ်တယ်အဲ့ကိုတို့အနေနဲ့သင်ကန်းစာရဲ့အလုံးပိုင်နေအောင်လို့ညီလေးကိုညီမလေးကိုအနေနဲ့စူးစမ်းကြမယ်ဘာလို့ဆိုဟိုဥပမာဆိုအပုတ်ကြီးတွေပိုင်းမှာဆိုရင်တော့သူတို့အမှတ်စာစစ်သူတွေအနေနဲ့အလျှော့တာတော့မဟုတ်ဘူးဒါပေမဲ့သူတို့ကြိတ်လောက်မဲ့အရာမျိုးမဟုတ်ရင်တော့အမှတ်ပုံမပေးနိုင်ဘူးဒါကတော့သူတို့ရဲ့အဲသူတို့ရှူတောင်းအောင်နေကြည့်ရပေါ့စာစစ်သူရဲ့ရှူတောင်းအောင်နေကိုတို့ကကြည့်ပြမယ်အဲ့တော့ဒါတွေကြရင်လုံးဝရှော့လို့မရဘူးဆိုကိုတို့အမားလုံးဝမခံနဲ့ဒီအာနံပါတ်1မေးခွန်းလို့ဟာမျိုးရင်းမှာဆိုတစ်ကကြီးခါကောင်းရင်ဆိုအဲဒါရ အမတ်ပြေးပေးကိုပေးလို့ပေးကိုပေးရမယ့်အရာမျိုးတွေကိုစာစစ်သူတွေလည်းရှော့လို့မရအောင်အဲကြောင့်မကိုယ့်ဘက်ကပြပြစုံစုံနေလောက်ကြမယ်ဟုတ်ပြီနော်နံပါတ်၁ကိုအဲနှစ်ကကြီးမှာဆိုရင်ခက်စစ်ခက်စစ်ဆိုတာလည်းတိတိကျကျလုပ်ရမယ်တိကျဆိုဥမာဆိုရင်ဂွင်းစာဂွင်းမိတ်တွေဟာဆိုထဲပြအောင်ထဲပါပြီးတော့ပုံမှန်နှစ်ခုပါရဟာဆိုတော့တစ်ခုပဲထဲရတယ်ဒီနေရာမှာပုတ်ကလေးဆိုတာကြဒီလိုမျိုးတချောင်းပုတ်ကလေးမှရင်တော့အဲ့တဲ့ချောင်းလုံးကျက်ရမယ်နော်ပုံမှန်ဆိုတာကြဥမာဆိုရင် အဲပုံမှန်ဆိုဒီမှာဝါကြတချောင်းပြင်ပုံမှန်ပြင်ဝါကြနောက်တချောင်းပုံမှန်အဲ့လိုမျိုးချတိုင်းချစ်ရတချောင်းပဲဖြည်းဖြည်းနောက်ကတချောင်းပဲဖြည်းဖြည်းကိုကြိုက်တဲ့တချောင်းကိုဖြည်းလို့ရတယ်ခက်စေရဲ့သဘောတဘာပါအဲ့လိုရှိရယ်ပုတ်ကလေးပါနေရင်တော့အဲ့ဒါဝါကြမစုံသေးဘူးနောက်ကဟာဒီပါဆက်ပြီးတော့ကြက်ရမယ်ဟုတ်ပြီနော်နောက်တစ်ခုအလင်းကသူကအလင်းကမဲနေဆိုရင်နှစ်ပိုင်းတစ်ပိုင်းပေါ့၃ညတစ်သမ၅မက်ပြီးမယ်ပြီးရင်အဲသူကအလင်းကမြောက်ချောင်းမဲနေဆိုရင်နောက်ထပ်၃ညတစ်သမ၅မက်ပြီးမယ်အဲအဲ့ဒါပဲအလင်းကတော့ အမတ်ကအဲ့လိုရမယ်အမတ်ပေးစီမြင်အဲ့လိုမျိုးပုံစံမျိုးဆွဲထားကြတယ်ဒါပေမဲ့သူဟိုကိုကထူးချွန်မှတ်လိုချင်တယ်ဆိုတော့ဘယ်သင်ငန်းစာရေးပါလေဆိုတော့နည်းနည်းလေးထည့်လိုက်မယ်ဆိုရင်တော့အပူအစေပြေမယ်လို့ကိုယ်ကထင်ပါတယ်ခင်ဗျပြီးရင်နောက်တစ်ခါကျတော့အဲနေ့ရကားငယ်မှာကြစကက်ဆက်ပေါ့နော်အဲ့စကက်ဆက်ကကျတော့ဟိုကိုကတို့တော့တော့မပါဘူးဒါပေမဲ့ဒီကျွဲဂျီတွဲကြီးအခုခုနောက်ပိုင်းဒီမှာပါတယ်ပေါ့ဂျီတွဲကြီးသူကကျတော့အဲစကားပြောဟန်နဲ့လုံးဝမရေးလိုက်နဲ့နော်စာဟန်နဲ့ရေးမယ်ဖြင့်အဲတို့ တို့ရရင်တို့တော်လဲပေါ့ထားပါတော့အဲ့လိုမျိုးအဲစာဟန်အင်းနဲ့တေချာရေးမယ်စာဟန်အင်းနဲ့ရေးရစီမှာတော့အခန်းနံပါတ်တွေအခန်းနံပါတ်တွေကိုအဲစုံအောင်ရေးမယ်တော့ပြည့်စုံမှန်ကန်မှအမှတ်ပြရမှာဒီစကန်စက်ကတော့အဲ့ကြတော့ဒါကတော့တအဲကာကြီးခါကူခါငယ်ပြီးနှစ်ကာကြီးခါကူခါငယ်ဒါရဲကြတော့อืมกูเนาะဒါရဲ့အမှတ်ပြရနိုင်တော့မယ့်အရာကြီးလို့ကိုထင်တယ်လုံးဝစာစစ်သူရဲ့ရှူတော့ကနေကြည့်မယ်ဆိုကိုယ့်ဘက်ကသာပြည့်ပြည့်စုံစုံဖြည့်ပြီးတော့အမှတ်မယ်ဆိုလုံးဝကိုအမှတ်လျှော့လို့မရတဲ့အရာတွေပေါ့ အဲ့ဒီပိုင်းနေမှာဆိုရင်ကိုကဘာလုပ်ရမလဲဆိုတော့တင်ငန်းစာရဲ့ကိုတိတိကျကျကိုကလေ့လာထားမယ်ကိုရဲ့ဝန်းစာကိုဖြည့်ထားမယ်ဒီတင်ငန်းစာတွေကိုအဲတေချာပိုင်းအောင်လုပ်မယ်နောက်တစ်ခုကတစ်ကာကြီးမှာဆိုရင်တော့အပြောတင်ငန်းစာပြောတင်ငန်းစာမှတ်စုပေါ့နော်တော့အဲ့အမေဒီမှာထူးချုံမဲ့ကဒီမှာမှခွဲပြီထူးချုံမဲ့ကဒီမှာကိုရဲ့ထူးချုံမဲ့ခွဲရတာဘယ်လိုမျိုးဆိုဥပမာဆိုထူးချုံမဲ့တော့ကိုသူတို့စွဲထားစီမင်းကတက်ရှိကောင်းရှိလိမ့်မယ်ရိုးရိုးအမတ်တော့ရိုးဂုံနူးမဟုတ်တဲ့သူတွေအတွက်ကတက်တက်ဆိုတော့ okay လို့ဒီ ဖြေပုံဖြေပုံဝမူတည်ပြီးတော့ဒီကလေးကဂုံနူးရနိုင်တယ်ဆိုသူစုစုံမပေးရင်လဲအဲပေးပေးကောင်းပေးလိမ့်မယ်အဲ့လိုဟာမျိုးပေါ့နော်သူကကြတော့အဲအဲ့ဟာကိုဖြေစင်မှာကိုယ့်ဘက်ကနေဟာကွယ်လုံးဝမရှိအောင်ကိုယ့်ဘက်ကနေသူတို့အနေနဲ့ဆိုရင်လုံးဝကြိုက်ချင်သွားအောင်ထိဒါကိုပြပြစုံစုံနဲ့ဖြေပေးနိုင်တော့ဒီဟာပိုကောင်းပါတယ်ဟုတ်ပြီနော်အဲမိခိုးနံပါတ်3ရယ်4ရယ်5ရယ်ကြတော့သူအပုတ်ရှည်ပေါ့ရေတဲပြဆက်တွေတို့ကဗျာအပုတ်ရှည်ပေါ့အပုတ်ရှည်တွေမှာဆိုကိုတို့မြန်မာစာမှာဆိုအချောင်းအရာတို့အရေးအသားတို့ အကြောင်းအရာပိုင်းမေးရလားအရေးသားပိုင်းမေးရလားစသဖြင့်ဆိုပြီးရှိရအကြောင်းအရာပိုင်းကြီးမေးထားတာကိုကိုကအရေးသားပိုင်းကြီးနဲ့တွားဖြေလို့မရအောင်ဒါပေမဲ့မိကောင်ကအရေးသားပိုင်းကြီးမေးထားတာကိုအကြောင်းအရာပိုင်းနဲ့တွားပြီးဖြေလို့မရအောင်အဲ့ဆိုလုံးဝမှားယွင်းသွားလိမ့်မယ်အဲ့လိုမျိုးမဖြေပါနဲ့ဟုတ်ပြီနော်ကိုကသူမေးထားတဲ့မိကောင်ကိုနားလည်အောင်တေချာပေါက်ပြန်ဖတ်ရှုပြီးတော့မှအဲဒီအဖြေကိုဖြေဖို့အတွက်ကိုကအကြံပေးခြင်းပါတယ်အဲ့ဆိုရင်ဘာလို့ဆိုတော့အာ အကြောင်းရာပိုင်းတို့အေးတာဘာလာလာသူကမူရင်းအကိုကားရီထဲလာဥပမာဆိုရင်အကိုနမူနာပြောမယ်ရေးတဲ့ယောက်ျားတကူတဲ့စကားစုကန်အဲအဲ့ဒါမျိုးဆိုအခန်းတစ်ထင်တယ်အခန်းတစ်ဆိုရင်ကိုတော့အဲသူ့ရဲ့အကိုစာသားလေးသူရေးတဲ့ယောက်ျားတွေသူ့ရဲ့စကားစုကန်မှာပါတယ်အကိုစာသားလေး၃၅ခုလောက်ကိုထည့်လိုက်ကြက်ထားလိုက်ပေါ့အဲ့ဒါကြီးဒါအဲ့လိုကြီးကြက်မယ်ဆိုအမှတ်ရပြီအရေးအသားဘိုင်းမေးရဆိုရင်တော့ အများသားပြေကိုတင်တာတော့ဂုံလုံးအောင်အေးသားပိုင်းနဲ့ခွဲမယ်တင်တယ်။ဘာလို့ဆိုအေးသားပိုင်းကြတော့အเจ้าကလည်းမတူ။ဒါနည်းနည်းပို့ပြီးတော့ခက်ခဲလို့ခေါ်တယ်။ဒီနေရာမှာဆိုရင်အဲစာဆိုရှူတော့ကနေဖြေမှာလား။ဒါမှမဟုတ်ကိုတို့လိုစာရေးသူရဲ့စာရေးသူတွေရှူတော့နေဖြေမှာလား။အဲ့လိုမျိုးရှိတယ်။တကယ်လို့ညီလေးကညီမလေးကစာရေးသူရဲ့ရှူတော့နေကွာဖြေခဲ့။ကိုရဲ့ရှူတော့နေဖြေရဲဆိုနောက်ဆုံးကကိုရဲ့သုံးသက်ချက်ထင်မြင်ချက်ကိုတေချာပေါက်ချရေးခဲ့။ကျွန်တော်ကတော့ဒီလိုထင်တယ်။ ကျွန်တော်တော့မဟုတ်ဘောအဲကျွန်ုပ်ထင်တာကတော့ဒီလိုမျိုးပါဒီဒီပြဆက်ကဒီလိုဒီလိုမြင်တယ်ဒီကပြားပေါ်မှာတော့ဒီလိုလိုမြင်တယ်အဲဒီစကိုင်းပြေပေါ်မှာဒီလိုလိုမြင်တယ်အဲ့လိုမျိုးတစ်ဖြစ်ကိုယ့်ရဲ့သုံးသက်ချက်ထင်မြင်ချက်ကိုရေးခဲ့ပါဘာလို့လို့ဆိုတော့ तू ကအဲဆယ်မက်လောက်ပြေဆိုအဲ့မှာတော်တော်တိတိတတ်တာအမတ်ကကွာသွားလိမ့်မယ်ပုံမှန်သမားနဲ့ရိုးရိုးသမားကိုအဲတော်တော်အမတ်ကွာလိမ့်မယ်လို့ကိုယ်ထင်ပါတယ်ခင်ဗျာ ပြီးတော့နောက်တစ်ခုကကြတော့စာစီစာကုန်းပေါ့နော်စာစီစာကုန်းကိုတော့ငါးဘက်ငါးဘက်ငါးဘက်ရေးရမယ်ငါးဘက်မှာဆိုရင်သူကတပိုက်ကိုတပိုက်ချင်းစီအမှတ်ပေးမယ်တပိုက်ကိုနမ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 ပေးမယ်တပိုက်ချင်းစီကိုတေချာလေးအမှတ်ပေးမှဖြစ်တဲ့အတွက်ကိုရင်ကဥဆောင်ဝက်ကြရင်းနဲ့စာစီစာကုန်းကိုဆွဲခေါ်သွားမယ် တပိုင်ရှုံမအိုင်အောင်မအီအောင်အဲ့လိုမျိုးပေါ့ဥဆောင်ဝက်ကြတွေကိုတေချာသုံးမယ်နောက်လိုက်ဝက်ကြတွေကိုတေချာသုံးမယ်စိုက်ဆောင်ရင်းနီးနဲ့ပတ်သက်ပြီးတချို့ကျစိုက်ဆောင်ကိုတကယ်မရေးတတ်ကြပါဘူးကိုဘလို့ရင်နာမန်းတော့မသိဘူးဒါပေမဲ့လေကိုရဲ့ Bami Stop Bami Writing မြန်မာလူမြန်မာရေးဆိုရယ် page မှာကိုကစိုက်ဆာကုန်းကိုကိုရဲ့အတွေးတွေနဲ့ကိုဘလို့ချရင်းတိုင်းလောက်အောင်ဆိုပြီးကိုတေချာလေးတင်ပေးထားလို့ရှိတယ်ဒါပေမဲ့နောက်ဆိုရင်လည်းကိုအပညာဒါနာလေးထပ်ပြီး sharing လုပ်ပေးသွားပါအောင်မယ်နောက်ကအဆူဆွေးနွေးရပါပေါ့အဆူဆွေးနွေးရကြတော့၄ byte ပေါ့အဲ့၄ byte မှာဆိုရင်ကြတော့ तू ကအာပထမနှစ် မှတ်ပေးလောက်မယ်ပြီးရင်ဒုတိယနဲ့တတိယစာကိုပိုင်းနေမှာ၃မှတ်၃မှတ်နဲ့ညီကုန်းကိုနှက်မှတ်အဲ့လိုပုံစံမျိုးနဲ့အမှတ်ပေးစီးမြင်လာလိမ့်မယ်အဲ့လိုလာတဲ့အချိန်မှာတော့အဲဘယ်လိုဆက်ဖြစ်မလဲဆိုတော့အဲကိုနှုတ်ကတော့အဲ့လိုမျိုးပေါ့အဆိုအခြေဆိုကိုနှုတ်ကလည်းအဲ့လိုမျိုးပေးခဲ့တာပေါ့ဆရာကြီးအဲ့လိုပြန်ပြောပြရဲဆိုကိုကအဲ့အဆိုအခြေကိုနှက်ပတ်သက်ပြီးတော့ဟိုစာရည်အများကြီးပြန်ဖတ်ရတယ်စာရည်လည်းဖတ်အဆိုအခြေကျတော့စာဖတ်အားနဲ့လည်းစိုင်းတယ်ခင်ဗျပြီးတော့ဒီအမှတ်ပေးစီးမြင်ပုံစံဆိုတာထဲ မလို့ပြအောင်ဒါကဆရာကြီးပေးနိုင်တော့တဲ့အမှတ်တွေပေါ့ကိုတို့ဒါရဲ့တီးပြီးသားကြီးတွေပဲလေဘယ်နှမရမယ်ဆိုတာအဲ့တော့ဟိုကိုကတော့ဟိုဖြေနိုင်ရင်တော့ပိုကောင်းတာပေါ့ကိုဘက်ကပြပြဆုံဆုံးဖြေနိုင်တာအဲ့တော့အစို့အချိန်မှာဆိုလဲကွာထောက်ခံမလားဆွေးနွေးမလားအဲ့လိုမျိုးရှိအာထောက်ခံမလားကန့်ကွက်မလားရှိအများသောအားဖြင့်ဆိုရင်တော့ထောက်ခံမယ်ဆိုရင်ပထမတစ်ပိုက်မှာတော့ကွာဒီလိုဒီလိုဒီဆိုဒီလိုထောက်ခံပါတယ်ပြစာကိုနှစ်ပိုက်လားထောက်ခံတာပြတွေ့တော့ပထမစာပုံမှာကောင်းချောင်းရေးနောက်စရာပုံမှာလည်းကောင်းချောင်းရေးပြီးတော့ နောက်ဆုံးမှာဒီလူဒီလူကောင်းချိုးတွေဆောင်ထောက်ထောက်ခံလိုက်ရပါသည်အဲဒီလူဒီလူဆိုးကျွေးကြောင့်ဒါယူကန့်ကွက်လိုက်ဆွေးနွေးလိုက်ရပါသည်အဲကန့်ကွက်ဆွေးနွေးလိုက်ရပါသည်အဲ့လိုမျိုးပေါ့တေချာလေးအဲရေးမယ်ကိုကန့်ကွက်မှာမျိုးပြီးရင်တချို့ကြတော့ထောက်ခံလို့လည်းရတယ်ကန့်ကွက်လို့လည်းရတယ်ဆိုတော့ခေါင်းစဉ်မျိုးကြီးလာတယ်ပေါ့ကိုတို့တော့ကတော့ဆရာစစ်စစ်ပေါ့ပေါ့တွေအားစတေချာ practice လုပ်ခိုင်းနေလေ့ကျင့်ခိုင်းနေဥပမာဆိုရင်အဲเจ้าသူเจ้าသားကိုကန့်ကွက်လို့မရအောင်ကိုလုပ်တဲ့မိကုံမျိုးကြီးရှိရယ်ပြီးเจ้าသူเจ้าသားကိုထောက်ခံလို့မရအောင်ကို ပေးရမင်းကုန်မျိုးကြီးရှိတယ်ဒါမှအကြောင်းကြောင်းသားရဲ့ဝမ်းစာပြေးသွားအောင်လို့ဥပမာဆိုထောက်ခံစိတ်လေးတောက်ချင်တယ်ကျမကြီးကိုစိုးရတာခြိခိုက်စေတယ်ဆိုတော့ကန့်ကိုကန့်ကိုရမယ်မင်းကုန်ပေါ့အဲ့လိုပုံစံမျိုးပေါ့အစားတစ်ပြင်အဲရေးရမယ်အဲ့တော့ကျတော့ဒါတော့ကိုကကလေးကိုပထမဆုံးအနေနဲ့အဲဒီခုဖြည့်မယ်ကလေးတွေလောက်ပေးခြင်းဖြစ်ပါတယ်ကိုနောက်နေ့မှာတော့ကိုအဲဗေမေးကွန်းလေးတွေတော့ဘလူလေး ကြည်ကြည်တဲ့နယ်တွေဘာတွေပေါ့နော်အဲ့ဒါမျိုးလေးတွေကိုယ် sharing လုပ်ပေးသွားပါမယ်ကိုယ်လည်းကိုယ်လည်းတင်နေရဲ့ကလေးရှိရအောင်ကိုတို့အခုကျန်တဲ့သူတွေပါနားလဲအောင်ကိုကြည်တွဲရေးလုပ်ပေးပါမြန်မာစာကိုတော့ follow လုပ်မယ်ဟိုလွယ်ရဲ့ဘာသာလည်းမဟုတ်တလို့ကိုယ်မြန်မာလိုချင်ရဆိုနည်းနည်းလေးလွယ်ရဲ့ဘာသာလို့ဖြစ်မယ်ဒီနေရာနေအမှတ်တွေပို့ယူကြမယ်ဟုတ်ပြီနော်အားလုံးပဲ၃လပိုင်းမှာဖြေဆိုမဲ့ဆက်မွေးဖြေနိုင်ကြပါစေခင်ဗျာ fighting ပါခင်ဗျာကျေးဇူးများကြီးတင်ပါတယ်